တသည်မြည်တဲ့အမွေရထားတယ်လို့ပေးထားတယ်အမွေပေးထားတဲ့ပြိုင်ဆိုင်မှုပေါ့ဒီသင်းဒီသင်းနဲ့တွေ့လို့ရှိရင်ငါတို့အားပေးရမယ်ဒီသင်းနဲ့တွေ့အားပေးရမယ်ဆိုတဲ့ဟာလေးတွေရှိတယ်အာဆင်နယ်ကလည်းဘယ်လိုပဲဖြစ်ဖြစ်ကျန်တာကြိုက်တယ်လို့ရှိမယ်မန်ယူနဲ့တွေ့မရှုံးကြီးမန်ယူကလည်းကျန်တာဘယ်လိုဖြစ်ဖြစ်အာဆင်နယ်တော့အရှုံးမခံဘူးဆိုတဲ့အချိန်ကြီးရှိခဲ့တယ်ရှိလည်းရှိနေသေးပဲပေါ့လေ ပြည်သူများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ Channel ကနေပတ်စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်တနင်္ဂနွေနေ့အာဆွေးနွေးတင်ဆက်မဲ့နေ့လေးကိုရောက်လာတဲ့အချိန်ဖြစ်ပါတယ်။ကျွန်တော်တို့ဘလုံးရက်ွက်အစီအစဉ်ကတော့ဘလုံးနဲ့ပျော်ရွှင်ကျေနပ်နေသူတွေရဲ့ကဘာအတီးတဲ့ကဘာလေးတစ်ခုလို့အားလုံးကယူဆထားကြတယ်။ယူဆထားကြဆိုတော့အားလုံးကဆိုတော့ကျွန်တော်တို့ပါပဲ။တခြားသူမဟုတ်ပါဘူးနော်။အားလုံးဆိုတော့ကျွန်တော်တို့ပါပဲ။ကျွန်တော်တို့ဆိုတော့အားလုံးပါပဲ။အဓိကဒီဒီအစီအစဉ်အားပေးနေပရိသတ်တွေပေါ့နော်။ဟုတ်။ဘလုံးရက်ွက်တဲ့ကိုဒီဒီဘက်ရောက်လာတာကတော့အခုမှထပ်ပြီးတော့မိတ်ဆက်ရယ်။တိရုပ်ဆောင်ကိုစီသူမောင်နဲ့ အာမနေ့ကတင်ဆက်ခဲ့တဲ့အားကစားစီစဉ်တင်ဆက်သူကိုကွန်းတော်ဦးပဲဖြစ်ပါတယ်အဲ့တော့ဒီနေ့မှာတော့တို့ကအထူးတလဲအာဆွေးနွေးမဲ့ပွဲစဉ်ကိုတော့နောက်တစ်ပွဲမှာတည်ထားပါတယ် United နဲ့ Arsenal အဲ့တော့ဒီပွဲလေးမတိုင်ခင်မှာကျွန်တော်တို့ဒီညပွဲကောင်းတစ်ပွဲရှိတယ်မနေ့ကကိုစီနဲ့ကိုကွန်းတော်ပြောခဲ့တဲ့အထဲမှာပါပါတယ်ကျွန်တော်မှတ်မိတယ်ချန်ပီယံလိဝင်ခွင့်အတွက်ကိုစီပြောတာလေချန်ပီယံလိဝင်ခွင့်အတွက်ဒါမန်စီးတီးကတော့တည်ကြတယ်နံပါတ်၄နေရာကို လူရမယ်ဆိုရင်လော်ဒီယန်နဲ့ချင်းနဲ့လူရမယ်ဆိုတာလေးရှိရပေါ့နော်အဲ့တော့ကူစီကပဲဒီစီစဉ်လေးမှာအရင်စလိုက်ပါတယ်စလိုက်ချင်းပါတယ်အဲ့တော့ချင်းစီကလက်စတာနဲ့တွေ့နေတယ်အဲ့တော့ကူစီယူဆထားတဲ့ချန်ပီယံလိဝင်ခွင့်အတွက်ချင်းစီအခြေအနေကောင်းနိုင်တယ်ဆိုတော့အချက်လေးရဒီဆော်တန်နဲ့တွေ့နေတဲ့အပေါ်မှာပို့ပြီးတော့များအားကောင်းသွားနိုင်မလားလို့ကူစီဒီပွဲလေးကိုစပြီးတော့ဆွေးနွေးပြပါအောင်ဟုတ်အဲဟုတ်တယ်အဲဒီပွဲစဉ်ကကြတော့ချယ်ဆီကတော့ပို့ပြီးတော့အားသာချက်ရှိသွားတာပေါ့နော်ဟုတ်ချယ်ဆီကဟုတ်တော့တစ်ဖက်ကအတင်းက ဟိုက resistor နော် resistor ကသူကနောက်ဆုံး9ဝက်မှာသိုးစင်တာဒီဝဲရှုံးလာတယ်ဟုတ်ဒီဝဲရှုံးလာဆိုတဲ့အခါမျိုးကျွန်တော်ဟိုနောက်ပြီးလက်ရှိပါတယ်ဟိုအဆင့်စကူနော်တန်းစင်းတန်းစင်းဇုံတွေမှာရှိနေတဲ့အသင်းမျိုးဖြစ်နေတယ်ချက်စီးနေကြတော့ဟိုဟာမျောနေချက်ကရှိနေဒီ champion league ဝင်ဝင်တော့ကိုဒီလိုအသင်းမျိုးနဲ့ကစားသွားလို့ကစားရလို့ရှိရင်အဲ့ဘက်သူကသုံးမှတ်ပေါ့နော်အဲ့သုံးမှတ်ရအောင်မယ်ရအောင်လို့ရှိရင်ဟိုဘက်က အသင်းကလည်းပရမနီယကန္နာရဲ့ဥစ္စာကလည်းဒါ Northern Force ကမန်စီးကိုရှုံးတော့ရှင်သူကအမှတ်ရမှာဆိုရှင်တေးကြတော့ဒီအဆင့်လေးနေရာဝင်လာအောင်ပေါ့နော်ဟုတ်တယ်အဲ့ဒါနဲ့အဲ့ဒါနဲ့ပတ်သက်တော့ခုဆိုတာဟိုဟိုဘက်ကကိုကိုနဲ့ကိုမဲ့ပြောတဲ့ဟာကျွန်တော်သတိရပါတော့ဟုတ်ကဲ့တစ်ခါကြောက်ရှင်ကျွန်တော်တို့ဒီ Premier League ကနေပြီးတော့တချို့အသင်းတွေကကြားဖောက်ပေါ့နော် Champion League ဝင်ဝင်တွေကိုဝင်ဝင်မျိုးရရလာပေါ့နော်အဲ့ဒီဟာကကျွန်တော်နေနဲ့ဟိုမြင်မယ်ဆိုရှင်တော့ဒီနေ့မှတော့ Chelsea ထက်ဆောက်ရှင် Northern Force ဆိုတော့ကျွန်တော်ဝင်စင်းနေဟုတ်ကဲ့အဆင်သာရှိတဲ့ အသင်းမျိုးတွေဖြစ်တယ်ချန်ပီယံလိမှာဆက်လက်ရှိအသင်းမျိုးဖြစ်တယ်နောက်ပြီးတော့ဒီဒီအသင်းတွေကကျွန်တော်ကောင်းတဲ့ဘက်ကကြည့်မယ်ဆိုလို့ရှိရင်တော့ချန်ပီယံလိမှာဝင်ခွင့်ရပါဆိုရင်တို့ကအသင်းရတာကွင်းဝင်ကြီးလို့တော့ဟုတ်လားဒုတန်ထုံးလင်းကွင်းလို့ဘောင်းညောင်းပါတဲ့ကစားသမားတွေဝေယူပန်းရစားအကုန်လုံးအားတက်ချက်တွေရှိသွားပါတော့နော်အဲ့တော့အဲ့လိုမျိုးတွေအပြန်ဆန်တွေဖြစ်မှာလဲဒီ lead ကကြည့်လို့ကောင်းပါတော့ဒီဒီလီမာဂရီအသင်းတွေကြီးပဲဆိုလို့ရှိရင်ကြားလို့ရှိရင်အခုအခုဆိုရှင်ကြည့်ပါအခုဒီနောက်ပိုင်းပွဲဆိုရှင်လီဗာပူးကအာဆင်နယ်ရမတီအများကြီးဖြတ်ထားတဲ့ကြောင့်မို့လို့ကျွန်တော်ကချန်ပီယံရင်ခုန်ဖို့တော့ကျွန်တော်ကတိတ်ပြီးရင်ခုန်နေရမှရှိတော့ဟုတ်အဲ့လိုမျိုးပေါ့ အဲ့လိုမျိုးဆိုတော့တော့ဒီလိုမျိုးတွေအပြိုင်ဆိုင်နေဖြစ်တာလို့ရှင်တော့အသိငယ်တွေကအဲ့လိုမျိုးချမ်းမင်းလေးဝင်ငွေတွေရမယ်ပြန်ဆိုင်ဖြစ်တာဆိုတော့ပို့ပြီးကြည့်လို့ကောင်းမယ်ဒါပေမဲ့ဟိုအာကျွန်တော်အမြင်မှာအားနေချက်တစ်ခုရှိတာဗါလဲဆိုတော့ဒီချန်ပီယံလိဝင်ခွင့်မှာချန်ပီယံလိပြန်ဝင်မှာကျတော့ဒီအသင်းတက်လာတဲ့ခါကကျတော့အင်ဖြစ်အသင်းဖြစ်သွားတယ်ဟုတ်တယ်အဲ့ခါကျရင်ဘာဖြစ်လို့ဆိုတော့ဒီအင်္ဂလန်ဒီဘောလုံးအင်္ဂလန် လိကေပေါ့နော်စင်တန်းကရမှတ်တရနည်းနည်းတော့တခြားလိနေဆိုမှစပိန်ထက်စားလို့ရှင်တော့ဒီစားနည်းနည်းကြော့သွားမျိုးရှိတော့ပါဒါကတော့အာရတာချက်ခုရှိလို့ရှင်အာနေချက်ခုဆိုတော့ဒါရှင်တွဲပြီးတော့ရှိနေမှာပဲအဲ့တော့ဟိုဒီပွဲစဉ်ကိုပြန်ကောက်မှာဆိုကျွန်တော်ဟိုဂျီပွဲစဉ်အနေထားရမယ်ဆိုလို့ရှင်တော့ကျွန်တော်ကတော့ချဲစီရတော့ဒါလက်စစ်တာကိုနိုင်ဝါနိုင်တယ်နိုင်ဝါနိုင်တယ်ဘာလို့တော့တစ်ဖက်ကရမှတ်ဆုံးရှုံးလို့ရှင်သူ့နေတေးကြအစင်းလေးကိုရောက်သွားပြီဆိုလို့ရှင်သူ normal သူထိမ့်တော့ကြံဝါခဲ့မယ်ဆိုလို့ရှင်တော့သူ့ရဲ့ကဒါချန်ပီယံလိကတော့ အဲ့သူတက်ကဝင်ခံဝင်ပေါ်တော့ပို့ပြီးတော့အဆင်ပြေသွားပါတော့ဟုတ်ကဲ့အဲ့လိုတော့မြင်ပါလားမြတ်ဟုတ်ကဲ့အဲ့တော့ကိုစီကတော့ဒီပွဲကိုအာချက်စီနိုင်မယ်ပြီးတော့ချန်ပီယံလိဝင်ခွင့်အတွက်ဆိုလဲချက်စီပူရသွားနိုင်တယ်အားကောင်းတယ်ပေါ့နော်အဲ့တော့ကိုကုန်းစောကပြောပါအောင်ချက်စီရဲ့ဒီဟာစီဟိုအရင်ကျွန်တော်တို့ယာဒီစမှာပြောလဲမထားအောင်ဟုတ်အဲဒါပေမဲ့ရုံးကန်နေကြရနေပြီးတော့ तू ကတည်ငြိမ်တဲ့ပုံစံကောင်းလေးတစ်ခုကိုပြလာနိုင်တယ်အားလုံးကချက်စီပုံယုံကြည်မှုလေးတစ်ခုရှိလာတယ်အထူးသဖြင့် ချဲစီပြည်သက်တွေမရှင်မရဲဖြစ်နေတဲ့အခြေအနေကနေငါတို့ချဲစီကဒီဒီနှစ်မှာယုံကြည်ရောက်တဲ့အခြေအနေလေးတစ်ခုမှာရှိရဲလို့ပြည်သက်တွေကအားရကျင်းတ်ခဲ့ကြတယ်ပေါ့မအားမရခဲ့ရင်တော့ကျင်းတ်ခဲ့ကြတဲ့အခြေအနေလေးတစ်ခုဟုတ်တယ်ဖြစ်ဖြစ်လာတယ်ပေါ့အဲ့ဒီအခြေအနေကနေပြီးတော့ဒီနောက်ပိုင်း6ဘက်9ဘက်မှာမရှင်မရဲဖြစ်လာတဲ့အခြေအနေတစ်ခုကိုပြန်ရောက်လာတယ်ရက်လက်လေးတွေကအရင်အကောင်းမကုန်မတော်ဘူးဆိုတော့ဘာတွေဖြစ်နေတာလဲဘလို့အခက်အခဲလေးတွေရှိနေကိုကုန်းတော်အမြင်လေးပေါ့ အဲကျွန်တော်အမြင်ကတော့ဒီ Chelsea ကပြာစီအစမှာတော့ဆိုရင်ဒါကစားမအများကြီးသူတို့အင်အားဖြည့်တင်တာတယ်ပြီးတော့အဲ့ဒီအရာတွေကိုစနေတကြဟိုစီမံဖို့ပါမှာနည်းနည်းလေးအခက်အခဲရှိပုံရတယ် Chelsea အခြေအနေနည်းနည်းလေးပြာစီတာထွက်မကောင်းဘူးပေါ့နော်တာထွက်မကောင်းခဲ့ဘူးဒါပေမဲ့နောက်ပိုင်းမှာ Trippier နဲ့ return ပြန်မှန်လာတယ်အဲဒါပေမဲ့လက်ရှိ Chelsea နဲ့အဲ့ return ပြန်မှန်လာတဲ့ Chelsea နဲ့ဘာအဓိကောက်ကွာသွားလဲဆိုတော့ return Chelsea return ပြန်မှန်လာတဲ့ဆိုတဲ့အချိန်မှာ Chelsea ကအဝေးဝင်းတကယ်ကောင်းတာဟိုအဝေးဝင်းအတော်တော်လေးစမ်းဆောင်ရေးကောင်းတော့ထားပါပရမအရာဒီတဝက်ဒီကျွန်တော်2024နှစ်ကုန်အထိလို့ပြောလို့ရတယ်ပေါ့နော် ခြေစည်းဒီအဝေးဝင်းတို့တော့ကောင်းတယ်ဒါပေမဲ့ဒီအခု2025ပြန်ဝင်ရောက်လာတဲ့အချိန်မှာကျတော့ခြေစည်းကပြောင်းပြန်ပြန်ဖြစ်သွားဟုတ်အိမ်ကွေးမှာနည်းနည်းလေးဖော်ပူကောင်းလာတယ်အဝေးဝင်းကြရင်ရလကပြန်ပြီးတော့မကောင်းတော့ဘူးဖြစ်သွားဆိုတော့ဟိုအဲ့ပထမဘာလို့အဝေးဝင်းကောင်းပြီးတော့အခုအဝေးဝင်းညံသွားတယ်အခုအခုကျတော့အိမ်ကွေးဘာလို့ပြန်ကောင်းလာလဲဆိုတော့ဟိုအဲ့အမျိုးတွေကတော့ပြောမှဆိုတော့မိသားစုများကြီးဒါပေမဲ့အဓိကခြေစည်းရဲ့လက်ရှိချိန်ဒီကပြဿနာကတော့ဒီကိုသမားနဲ့ ဒီနောက်တန်းပဲပြောရမယ်ဟုတ်ကွင်းလင်ကလည်းသူ့အနေနဲ့သူဒါအဆင်ပြေတယ်လို့ပြောလို့ရတယ်သူရှိတဲ့ကတိကိုက်စီရိုတို့သူအများကြီးကတော့သူအကုန်လှည့်ပြီးတော့တုံးလို့ရတယ်သိပြဿနာမရှိဘူးဒီတောင်မှန်ပါဆိုလို့ရှိရင်လည်းဒီဆန်ချိုတို့ကိုပန်မတို့ဒီသာဘရရာဖီလစ်ဆိုရင်တော့ဒါချက်စီမှာနည်းနည်းလေးပိုနေလို့ဒါ AC မီရောမှာပဲအငားနဲ့ဆွပေးထားရဲဆိုတော့ဒါသိချက်စီမှာဘာမှအဲ့တိုက်စစ်တို့ကွင်းလေတို့ရင်ပြဿနာမရှိဘူးအဲ့ခန်စစ်ပဲခန်စစ်ဒီဖ ens line ကဒါတခါကြရင်အမားလောက်တတ်တယ် ကိုထားပါပြီးခဲ့တဲ့ဆောင်းသံတန်းကိုလီကိုကိုပြည်နေနိုင်တယ်ဆိုတော့ဆောင်းသံတန်းမလို့ကိုမပြရတဲ့အနေအထားမျိုးလေးတွေတော့မှရှိခဲ့ဘူးတယ်။တခြားအသင်းမျိုးတွေနဲ့သွားတွေ့ရင်တော့ Chelsea ရဲ့ခံစစ်ကနည်းနည်းလေးသုံးရတဲ့အထက်မှာပါတယ်။နည်းနည်းလေးပြဿနာရှိတဲ့မှာပါတယ်။ပြောရရင်ဟို Aston Villa ကိုဆို2-1နဲ့ရှုံးသွားတယ်။အဲ့ဒါမျိုးတွေပေါ့နော်ဆိုတော့ Chelsea ကအဲ့လိုမျိုးဟိုစိတ်မချရတဲ့အပိုင်းလေးတွေရှိတယ်။သူမှတည်ငြိမ်တဲ့ performance မျိုးမရှိဘူး။ဆိုလိုတာက အခုလီဗာပူးအမှတ်ပေးသားမှာထိတ်သုံးအောင်ဆောင်နေတော့သူ့မှာတင်ကြိမ်နဲ့ဆွမ်းဆောင်ရှိတယ်ဝေဝင်းမှာလည်းဒီလိုပဲအိမ်ဝင်းမှာဆိုလည်းဒီလိုပဲသူကတင်ကြိမ်ချင်းရှိတယ်ဟုတ်ဆိုတော့အဲ့လိုဆွမ်းဆောင်ရင်မျိုးချက်သီးမှာမရှိသေးဘူးဒီတပွဲစာလေးပေါ့ဒီပွဲစာအတွက်ကျွန်တော်ကဘုရားဟိုဟိုဖြည့်ပေးစီချင်တာလေးတစ်ခုပေါ့လေဟုတ်အဲ့တော့အရှိမဆော်တန်နန်ကို4စီးနဲ့နိုင်ခဲ့တာပေါ့နော်ဟုတ်ဆိုတော့ဒီပွဲကလည်းလက်စတာကို အဲ့လိုတော့တဖူးစီးနဲ့နိုင်လို့ရတဲ့ပွဲမျိုးပဲလို့ထင်တယ်ဖြစ်နိုင်လားဘောနော်မဖြစ်နိုင်ဘူးထင်တယ်နော်ဆက်ချင်းနေနေဆောင်ဘုရားကြားကြားမှာဘာလို့တော့ဘောနော်ဟိုဟိုဒါမှန်ပါတယ်ဘုရားမှန်တယ်မှန်တော့ဒါလက်ရှိခြေစွမ်းရောလက်ရှိ form အရာ ရောဆိုရင်ဒါ Chelsea ဒီလက်စတောင်းနိုင်မှုတွေဘာမှခက်ခဲတဲ့အကြောင်းမရှိဘူးဟုတ်အဲ့တော့ဘာခက်ခဲနိုင်တာလဲဆိုရင်ဘာခက်ခဲနိုင်လဲဆိုတော့လက်စတာဒီတောက်လျှောက်ရှုံးနေတာရှုံးရှုံးတာရိုးရိုးတန်းတန်းရှုံးနေတိတ်ပြဿနာမရှိဘူးလက်စတာဒီအဲ့ နောက်ဆုံး၄၅ဘွဲ့မှာဂိုးပါလုံးဝမရတယ်ဟုတ်ဆိုတော့ဂိုးကလုံးဝမရဘူးဆိုတော့ဘယ်တင်းနဲ့တွေ့တွေ့သူကဂိုးမရဘူးဖြစ်နေဆိုတော့ဒီဘွဲ့မှာဂိုးများရမလားပေါ့နော်ဟုတ်ဆိုတော့ဘာလို့တော့ဘောလုံးပွဲမှာအဲ့လိုမရှိရလဲ။ရှိရပါဘူး။ဒီမှာပုံကိုအရင်ဟိုဖြစ်နေတယ်။အဲ AC ပါဆိုတော့ပွဲကြဆိုရင်ထပြီးတော့ဟုတ်ကဲ့။ဟိုမထင်မှတ်တဲ့ဟာမျိုးလေးတွေပြစ်တတ်တဲ့သဘာဝရှိရလေ။ဟိုချက်သီး 9G တော့ရှိပါတယ်။ဒါပေမဲ့လို့ Leicester လည်းဂိုးပြန်ရမလားပေါ့။အဲ့အဲ့မျိုး။ဟုတ်ကဲ့။အဲအဲ့တော့ချက်သီး9တော့နိုင်သွားနိုင်တယ်။ Leicester ဂိုးရသွားမယ်လို့တော့ခုစုံသုံးသက်တယ်ပေါ့နော်။အဲ့တော့ခုစီရောဒီပွဲ အာရလက်လေးဆိုဘယ်လိုမြင်လဲကျွန်တော်တော့ 3C 4C ပဲဟာကောင်းလိုက်ဆိုတော့ဟိုကိုကိုတော်ကဒရေးပန်ပါလေကျွန်တော်တို့ကတစ်ခါလေးနှမျိုးတွေးကြတယ်ခါလေးသုံးမျိုးတွေးတစ်ခါလေး၄၅၀မျိုးတွေးပေါ့နော်အဲ့တော့ကိုစီရလည်းပြောပါကျွန်တော်ကကိုမပြောဆိုပါပဲဒါ Jersey ပဲဒါအနည်းဆုံးတော့2ခုပြပေါ့နော်2ခုပြ3ခုပြတော့နိုင်ဝါးလေးပဲလို့တော့ထင်ပါတယ်ဟုတ်ကဲ့ဒါရလက်တွေဆိုရလဲကျွန်တော်တို့ဒီလိုပဲပေါ့ပါပါဟိုအပြင်မှာပြောသလိုပဲပြောကြတာပေါ့နော်အဲ့တော့နောက်တစ်ပွဲပေါ့နောက်တစ်ပွဲကတော့ကျွန်တော်တို့ရဲ့ မန်ချက်စတာယူနိုက်တက်နဲ့အာဆင်နယ်ပြည့်ပွဲလုပ်ပါတယ်အဲ့တော့ဒီပွဲစဉ်တွေဆွေးနွေးဖို့အစီအစဉ်ရေသုံးအဲ့တော့ကူစီတော့ဟုတ်အရင်ဆုံးစကျင်တာယူနိုက်တက်အာဆင်နယ်ကိုနိုင်မလားပေါ့နိုင်မလားဆိုတော့ဒီပွဲကတော့ဘာလို့လဲဆိုတော့အခုအခုကမန်ယူကလည်းခြေရမှန်နေတယ်ဗျခြေမှန်တယ်ဆိုတော့ဘယ်လိုမှန်သူမှန်တဲ့မှန်ပုံမှန်နေတဲ့တမျိုးတွေပေါ့သူကဘာလို့ဆိုတော့ နိုင်မယ်နောက်ပြန်မယ်ရှုံးမယ်ပြီးတည်ကြမယ်ပြီးနောက်ပြီးပြန်နိုင်မယ်ရှုံးမယ်တည်ကြမယ်အဲ့လိုသွားရတယ်ပေါ့နော်ဟိုလိုမျိုးအချိန်မှဆိုပြီးတော့တောက်ချောက်နယ်ဆိုတာမျိုးမဟုတ်ဘူးအဲ့လိုမျိုးဆိုတဲ့အခါကျတော့လက်တော့အနေထားကျမန်ယူကတော့ပြောမလို့ဆိုရင်အကြပ်ပပံကိုဒရိုးရောက်နေပါအခုဆိုအဆင်ဆက်လေးပါအဆင်အဆင်ဆက်လေးဖြစ်နေအာဆင်နယ်အနေနဲ့ကကြတော့လေဒီဥစ္စာကတော့ဟိုအဆင်လာပြန်ပက်ပြေတော့ကြောင့်နှစ်သိန်းစောအဆုံးကိုအထောက်ကြမယ်ဟိုတခုရှိတာက မန်ယူကပြီးခဲ့တဲ့ရာသီမှာလည်းအာဆင်နယ်ကိုအိမ်ခွင်းမှာအဝေးခွင်းမှာရှုံးတာအခုဒီရာသီမှာလည်းအာဆင်နယ်အဝေးခွင်းမှာရှုံးတာသေးတယ်မန်ယူကအိမ်ခွင်းဖြစ်နေမန်ယူအိမ်ခွင်းဆိုတာကလည်းကျွန်တော်ပြောခဲ့ဆိုမန်ယူအိမ်ခွင်းရတဲ့ခါကျကိုယ့်အိမ်ခွင်းကိုပြန်ကြောက်နေရအဲ့လိုဖြစ်နေတာဟိုအဝေးခွင်းမှာကစားတော့မှဘာပြောနေနေဟိုတော်သေးတယ်အိမ်ခွင်းမှာဆိုရင်ပို့ပြီးတော့ကြောက်နေရနေထိုင်မှုဖြစ်နေပေါ့နော်အဲ့လိုမျိုးဆိုတဲ့ခါကျတော့မန်ယူအနေနဲ့ကတော့ဒီပွဲစဉ်ကတော့ခက်ခဲမှာပါဟုတ်တော်ရိခက်ခဲမှာအာဆင်နယ်အနေနဲ့လည်းမန်ယူဖြစ်တဲ့အကြောင်းမို့ကိုသူတို့လည်းခက်ခဲကြရမှာဘာလို့ဆိုတော့ကျွန်တော်အရင်ကပြောခဲ့မန်ယူကအသိဉာဏ်တိုးရှင် မန်ချက်စတာယူနိုက်တက်ပုံစံပြင်ရတယ်။အသင်းငယ်တွေတွေ့ပါလို့ရှင်သူကအဲ့ဒါ e-ball လို့ပြောဆိုအောင်ကျွန်တော်ကလေးတော့ပြောမှာဆိုရှင်ပေါ့နော်။ဟုတ်ဟုတ်။ United နဲ့ Arsenal ဆက်ပြီးကျွန်တော်တို့စပြောတဲ့အချိန်မှာဆိုကျွန်တော်ရန်ပေါ်ပေါ်ပါနဲ့ဟိုပြောပြောရှင်းရှင်းပဲပြောနေ။အရင်ကတော့ထပ်ပါတော့ The Falcon နဲ့ Arsenal ကရဲ့ဟာအဲ့တော့ဘယ်လိုအခုဒီလိုမှမထိုင်ဘူးလေကျွန်တော်လည်းဒီလိုနေထိုင်ပါလေဟုတ်တယ်မလားအဲ့ပွဲစဉ်ကိုအဲ့နှစ်သိမ်းပဲကြံရမယ် Falcon နဲ့ Arsenal ရဲ့ United နဲ့ Arsenal ကြံရတဲ့အချိန်အဲ့ပွဲကိုကျွန်တော်တို့သုံးသပ်ရမယ်ဆိုရင်ဒီလိုတော့ထိုင်မနေဘူးကျွန်တော်တို့ဖြည်းဖြည်းပြေးထိုင်ပါမယ်အဲ့တော့ ဟိုကျွန်တော်တို့ထားတဲ့လေးစားမှုဆိုတာအခုလည်းမလေးစားရမှာမဟုတ်ဘူးလေဒါပေမဲ့အခြေအနေတစ်ခုပေါ်မှာတော့ကျွန်တော်တို့ယော့ယော့ယော့တယ်ပေါ့လေဆိုဟိုလေးစားမှုဆိုတာဒီတိုင်းပြောလိုက်တာပါဒါပေမဲ့ကျွန်တော်တို့လည်းစိတ်ဝင်စားမှုဖြစ်ဖြစ်မှာပါဒီဆက်တော့ပါလေလေးစားမှုလို့သုံးလိုက်ပြီမဲ့စိတ်ဝင်စားမှုလေးနဲ့ထားတဲ့အပိုင်းလေးအဲလေးနဲ့ထားမှုကနည်းနည်းလေးအရင်တည်းယော့မယ်လို့ထင်တယ်ပေါ့ဒါလက်ရှိအခြေအနေအသေးနေရဲ့လက်ရှိရောက်နေတဲ့ပုံစံလေးရပါဒီလိုမြင်တာပေါ့အဲ့တော့ခုခုစောဦးကရောအာမန်ယူက အဆင်နေဦးနိုင်မယ်လို့ထင်တာပေါ့အခုပြောတဲ့ဟာကိုမပြောခင်ခုနကအခုပြောနေတဲ့ဟာပေါ့နော်ဟုတ်ဆိုတော့ကျွန်တော်ကလည်းအခုပြောတာဆောပါလို့ကျွန်တော်အခုပြန်မေးမလို့လားဘာကပြင်ကျူပြောတာတော့ကျွန်တော်မမေးတော့ပါဘူးဆိုတော့ကျွန်တော်လည်းဒီပွဲမှာအဓိကစိတ်ဝင်စားတဲ့ချက်ကဟိုဘာလို့ဆိုတော့အရင်ဒါအရင်ကဒီ United နဲ့ Arsenal ရဲ့အပြိုင်မှုဆိုတာဒီဒါ1990အလွန်မော်တော့ Premier League လို့စပြီးတဲ့နောက်ပိုင်း93 4နောက်ပိုင်းဟိုပါပေါ့ကျွန်တော်တို့ Chelsea ပေါ်လာပြီးတဲ့အထိ Man City ပေါ်လာတဲ့အထိကို သူတို့နှစ်သင်းရဲ့ကြားအပြိုင်မှုကနည်းနည်းလေးအကောင်းသေးတယ်လို့ပြောရမှာဟဲ့ဒီဘက်မှာ United နဲ့ Arsenal ရှိတယ်ဟေးဆိုရင်ဟိုဥရောပဘောလုံးပရိသတ်အကုန်လုံးကဟိုစောင့်ကိုကြည့်ကြတာအဲ့ဒီဆိုတော့အဲ့ဒီချိန်မှာလည်းစကားလေးဖြတ်ပြောရလို့ရှိရင်ကျွန်တော်တို့ La Liga ကဟိုဘာလဲဟိုအက်ကလစီကိုဒါဘီတို့ဟို Milan ဒါဘီတို့ဘာဒါဘီတို့ညာဒါဘီတို့ခဏထားလိုက်ပူကောင်းရင်ကောင်းလိမ့်မယ်ကိုကြီးကပူမြန်ဆိုင်မြန်ဆိုင်လိမ့်မယ်ကစားသမားတွေဒီအဲတစ်ဖက်ကဟို Ronaldo ဟိုတို့တစ်ဖက်က ဒီရော်နယ်ဒိုကြီးလိုဖြစ်ဖြစ်နေမယ်ဇီဒန်လိုဖြစ်ဖြစ်နေလိမ့်မယ်ဒါပေမဲ့ဒီမန်ယူနဲ့အာဆင်နယ်ပြိုင်ဆိုင်မှုတန်ဖိုးသည်မတူညီကွဲပြားပြီးကျွန်တော်တို့ပူပြီးဆွဲဆောင်နိုင်တယ်เนาะเนาะအဲ့အဲ့လိုဖြစ်ခဲ့တာအဲ့လိုမျိုးအဲ့လိုဒီဘက်မှာဟိုဟာဖြစ်နေတာဟိုအရင်လိုစိတ်ဝင်စားမှုမျိုးရှိပါမလားဗောနော်ဒါဟိုအတင်းရဲ့အားပေးတဲ့ပြည်သက်တွေကိုယ်တိုင်ရောဟိုတခြားဥရောပဘောလုံးပြည်သက်ဟိုတွေရော အဲ့လိုစိတ်ဝင်စားကျွန်တော်အဲ့အခုအခုဘယ်လိုထင်လဲလို့မေးမလို့လို့အခုချိုးပြီးတော့ပြောတာကျိုးသိနေတယ်ကျိုးသိနေတယ်အာဒီဘွဲကလည်းဟိုခုနလိုပဲအရန်ပြိုင်ဆိုင်မှုပြင်းထန်တဲ့ဘွဲသမီးတို့ကျွန်တော်တို့ဒီယာဒီမှာလည်းတွေ့ပြီးသွားပြီဟိုအာဆင်နယ်ဘွဲမှာလည်းတစ်ခါတွေ့ပြီးသွားပြီဒါ FA မှာလည်းဒါ United နဲ့အာဆင်နယ်နဲ့တစ်ခါတွေ့ပြီးသွားပြီဆိုတော့အဲ့လိုပြိုင်ဆိုင်မှုမျိုးအဲ့လိုမှုမျိုးကျွန်တော်တို့မတွေ့ရဘူးလေတကယ်မှာဆိုတော့ဒါပေမဲ့ဟိုဒီဘွဲကိုပဲဆက်လိုက်ရမယ်ဆိုရင်တော့ United နဲ့ Arsenal ်လက်ရှိအာဆင်နယ်နဲ့ပြဿနာကိုအရင်ပြောရင်အာဆင်နယ်မှာလည်းတိုက်စစ်ပြဿနာရှိတယ်ယူနိုက်တက်မှာလည်းတိုက်စစ်ပြဿနာရှိတယ်ဒါပေမဲ့သူတို့ရဲ့ပြဿနာနှစ်ခုကမတူဘူးယူနိုက်တက်ကတိုက်စစ်မှုတွေရှိတယ်ဂိုးမသွင်းတတ်ဘူးအာဆင်နယ်ကကျတော့တိုက်စစ်မှုတွေမရှိဘူးမရှိဘူးဆိုတာပွဲပွဲခံရတဲ့လူနဲ့ဒဏ်ရာရနေ injury ဖြစ်နေတဲ့လူနဲ့ဆိုတော့သူတို့တိုက်စစ်ကရုန်းကန်တယ်သို့တော့အာဆင်နယ်ဒီကွင်းလင်နဲ့ဒီခံစစ်ပိုင်းမှာကျတော့ဒါယူနိုက်တက်ပို့ပြီးတော့တည်ငြိမ်မှုရှိတယ်ယူနိုက်တက်ကကျတော့အဲ့ကွင်းလင်နဲ့ခံစစ်မှာ ာဆင်နယ်တော့တည်ငြိမ်မှုမရှိဘူးပဲပြောရမယ်။ဟိုကိုသမားကလည်းဒါအများကြီးတော့မပြောသမလို့ပြောနေတယ်တင်ပါ။ဟုတ်ကဲ့။အာမန်ယူနဲ့အာဆင်နယ်ကိုကျွန်တော်တို့ရိုက်ကူးရေးလုပ်နေသလိုအဆောင်တာမျိုးဘယ်လိုပြောရမလဲ။ဒုက္ခပြောနေရမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့အပြင်းမာဆိုရင်ဒီအတွက်ဟိုကျွန်တော်ကပြောချင်တဲ့အခါတစ်ခုရှိရပါလေ။ဒါတော့ကျွန်တော်တို့အပြင်မှာဆိုရင်ညီတိကဘလို့နိုင်ပါလဲကွာဆိုတော့ဒီခါလေးပြောကြရလေ။အကူကလည်းဘလို့နိုင်ပါလဲပေါ့။အကူကစီကလည်းကိုမျိုးဘလို့နိုင်ပါလဲကျွန်တော်ပြောတယ်။ဒါပေမဲ့ဒီချဲလေးမှာじゃကျွန်တော်တို့မပြောကြအောင်ပေါ့လေဆိုတော့ အဲ့လိုမျိုးမဟုတ်ဘဲနဲ့အဲ့ဂျားလေးနည်းနည်းချလိုက်အောင်ပေါ့ဆိုတော့မင်းကြီးဝင်နေတဲ့မိကွန်းလေးက United ပြည်သက်တွေလက်ရှိတွေမှာပြည်သက်တွေလဲဒီလိုပွဲမျိုးဆိုရင်မန်ယူနိုင်များနိုင်သွားမလားမသိဘူးဆိုပြီးတော့တွေးနေကြတဲ့လူတွေရှိနေတယ်ဟုတ်ကျွန်တော်လည်းပါရင်ပါလိမ့်မယ်ပေါ့လေအဲ့ထဲမှာအဲ့တော့အဲ့အတွက်မျောလင်းချက်ရှိလာပေါ့အဲ့မိကွန်းအတွက်အဲ့အဲ့မိကွန်းတော့ကတခုရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဘာသက်ဝင်သားဖို့ကောင်းလဲအဲ့ဒါဒီပြည်ကရဖူဟန်နဲ့ပွဲမှာဒါဒီလူသားဝင်ကစားလာတဲ့ဟုတ်ဒီလူငယ်တိုက်စစ်မှုပေါ်နဲ့ချီလိုဘီမာတင်ဆိုတဲ့ဟာဒါသူကအာဆင်နယ်ကနေကြောင်းလာတဲ့ကစားသမား တော့အာဆင်နယ်နဲ့ယူနိုက်တက်နဲ့တွေ့တဲ့ပွဲတွေမှာအာဆင်နယ်ကဘာဟိုတခုရှိလဲဆိုတော့ယူနိုက်တက်ကိုယူနိုက်တက်ရဲ့လူငယ်ပလေယာလေးတွေပေါ့နော်ဒါပေမဲ့ဒီမာကတ်ရက်ရှ်ဖို့တော့ငါဆိုလေအာဆင်နယ်နဲ့တွေ့ခဲ့တဲ့ပွဲတွေမှာသူသူလူငယ်ဘဝပဲပေါ့နော်ဒါပေမဲ့ session နဲ့19နဲ့မှာသူအသင်းကြီးကိုဝန်ခံရတော့အာဆင်နယ်နဲ့တွေ့တယ်သူကိုကိုရတယ်ဆိုတော့ဒီအခုချီလိုအိုပီမာတင်ရလေဒါပြီးခဲ့တဲ့ဖူဟမ်နဲ့ပွဲမှာဝင်လာတယ်သူရဲ့ performance ကိုဒါ ဘောလုံးပြည်သက်တွေတော်တော်ကြိုက်ကြတယ်ပေါ့နော်။ဒါဟို United fan တွေမဟုတ်ဘူးပေါ့။တခြားဟို fan တွေရောပါဘူး။ United ကအဲ့လိုကြိုက်ခံရတဲ့ကစားသမားတွေရှိမှတော်တော်များများရှိခဲ့သေးတယ်။ရှိတယ်။အဲ့ဒီကစားသမားကဒီနေ့ပွဲမှာဟိုကျွန်တော်တတိပြီးရမှာ။အဲ့လိုရှိမှကြိုက်ခံရတဲ့ကစားသမားတွေတော်တော်များများရှိခဲ့သေးတယ်။ဟုတ်။နော်။ဒီဆိုတော့ဆိုတော့မဟုတ်အာဆင်နယ်နဲ့တွေ့နေလို့ပြီးတော့အဲ့ကစားသမားကလည်းအာဆင်နယ်ကစားသမားဆိုတော့အာခုနကကိုမြတ်တယ်ပြောသလိုဒီဘက်မှာ United နိုင်သွားမလား။အဲနိုင်သွားနိုင်ကြီး ဖြစ်ရှိတဲ့အကြောင်းရင်းတွေကတကူလားအဲ့ဒါကပဲရှိထားကြတယ်အဲ့လိုတွေးမျိုးလေးတွေဒီချိန်မှာရောက်နေတတ်ကြတယ်ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုတွေးမိကြတယ်ပေါ့လေအဲ့ဘွားကိုစဉ်းစားမလားမသိဘူးကွာဒီလိုပွဲမျိုးဆိုအဲ့လိုအဲ့လိုလေးပေါ့နော်ဟုတ်ကဲ့အဲ့အဲ့တော့ကိုကုန်းစိုးရဲ့ဒါပြန်ပြီးတော့ကိုကုန်းကိုရဲ့တွေးစားချက်လေးကတော့ဒီကစားသမားလေးရှိနေတယ်ရှိမှလည်းဖွယ်နေပွဲမှာလည်းဒီလိုခြေစွမ်းရှိတာလေးရှိနေတယ်အာဆင်နယ်နဲ့တွေးတဲ့အခါမျိုးမှာဒါလေးကဒီလိုမျိုးဖြစ်မလားပေါ့ယူနိုက်တက်နိုင်သွားနိုင်မလားဆိုတဲ့အတွေးလေးတစ်ခုတော့ ရောက်ရောက်ဟုတ်နိုင်သွားမယ်နိုင်သွားနိုင်ကြီးရှိတဲ့အတွေ့အကြုံဆိုရင်အဲ့အဲ့ဒီခုပဲအဲ့ခုရှိတာကြောင့်ဖြစ်နိုင်တယ်ဟုတ်ကဲ့နော်တခြားကြောင့်ဖြစ်နိုင်တယ်တခြားကြောင့်ဖြစ်ဖြစ်တာဟုတ်ကဲ့ကိုကိုစီရောဘယ်လိုမြင်လဲဗောဒီပွဲလေးကိုနိုင်သွားနိုင်ကြီးရှိလားဟုတ်ဆွသွားတော့ပြောပြီးသားပါဘာလို့ဒါဟုတ်ဟုတ်အဲ့လိုပဲအာဆင်နယ်ဖြစ်ရတဲ့ကြောင့်မလို့ပေါ့အဓိကတော့အာဆင်နယ်ဖြစ်ရတဲ့ကြောင့်မလို့တို့အာဟိုဘောနော်ချိန်နေဗောနော်ချိန်နေတို့ကစားမယ် အနိုင်အောင်မနိုင်နိုင်အောင်တော့ကစားတယ်မထင်ပါဘူးဘာလို့ဆိုတော့ပြီးခဲ့ရာသီကအင်္ဂွင်အဝေးခွင့်ရှုံးမှာဒီရာသီမှာလည်းနောက်ထပ်အင်္ဂွင်အဝေးခွင့်ရှုံးမှာဆိုရှင်မန်ယူအတွက်ကဒါသူဂွန်ရိခါပိုင်းရောပေါ့နော်အသင်းအနေထားနဲ့တော်တော်လေးတော့ကြီးမားတာလေးတိုက်ခံရမှာဟုတ်တယ်ဟုတ်ကဲ့။ရောလေးကြီးမပါတော့နှစ်ရာစုစလိုက်နှစ်ရာစုစလိုက်ဒါတည်ကြတယ်မဟုတ်ဘူးပြန်နော်။အိမ်ဝင်းအဝေးဝင်းရှုံးနေဆိုလို့ရှင်တော့ဆွံပြေနေဘူး။ဒါကပြီးခဲ့တဲ့ ဟိုဟိုအာဆင်နယ်ဟိုပယ်နယ်တီမှာဖြုတ်ခဲ့တာဖြုတ်ခဲ့တဲ့တပိုင်းပဲ FA ပါ FA ကဖြုတ်ခဲ့ဖြုတ်ခဲ့တဲ့တပိုင်းပဲဒါပေမဲ့ဒီပရီးမီးယားလီဂ်မှာကျတော့ပြောရမလို့ရှင်တော့အဲအင်္ဂလိပ်ဝင်ငွေရှုံးတဲ့ဟာဆိုရှင်တော့တေးကြတယ်ကျွန်တော်ခေါင်းဖော်နေမှာမဟုတ်တော့ဟုတ်ကဲ့အာဆင်နယ်ပရီးသတ်တွေခေါင်းဖော်နေမှာမဟုတ်တော့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့ဒါကဒီပရီးမီးယားလီဂ်ရဲ့ဂုဏ်သိက္ခာမြင်တဲ့မြင်ပါတယ်အသင်းတွေပေါ့ကိုရင်အားဖြင့်လည်းမြင်ပါတယ်အသင်းတွေရဲ့တွေ့ရပွဲအဲစိတ်ဝင်စားမှုရှိကြတယ်အဲအနည်းဆုံးတော့ United ပြည်သက်တွေ Arsenal ပြည်သက်တွေသူတို့ရဲ့နှိရှီလာများရှင်ပြိုင်ခဲ့တဲ့ဒါဟိုသားသမီးတဲ့အမွေရထားတယ်လို့ပြီးထားတယ်အမွေပြီးထားတဲ့ပြိုင်ဆိုင်မှုပေါ့လေဒီသင်းဒီသင်းနဲ့တွေ့လို့ရှိရင်ငါတို့အားပေးရမယ်ဒီသင်းနဲ့တွေ့အားပေးရမယ်ဆိုတဲ့ဟာလေးတွေရှိတယ် Arsenal ကလည်းဘယ်လိုပဲဖြစ်ဖြစ်ကျန်တာကြိုက်တယ်လို့ရှိအောင် Man United တွေ့မရှုံးကြဘူး Man United ကလည်းကျန်တာဘယ်လိုဖြစ်ဖြစ် ာဆင်နယ်တော့အရှုံးမခံဘူးဆိုတဲ့အချိန်ကြီးဟုတ်တယ်ရှိခဲ့တယ်ရှိလဲရှိနေသေးပဲပေါ့လေဟုတ်ကဲ့ဆိုတော့တခြားလူရှိမှသာဒူးထောက်လိုက်မယ်ယူနိုက်တက်ရှိမှတော့မလဲပြူပေးရစီနေဆိုတဲ့အာဆင်နယ်တွေရှိသလိုဟောအာဆင်နယ်ရှိမှဟိုတော့ဘာမှအဖြစ်မခံနိုင်ဘူးဆိုတဲ့မန်ယူတွေလည်းအများကြီးရှိရှိကြတယ်ပေါ့ဆိုတော့အဲ့တော့ဟိုဘလိုပဲဖြစ်ဖြစ်နဲ့တင်းစလုံးကတော့ဟိုတကယ်ကံမဲ့ကစားသမားတွေကတော့ဘလူခံစားမဲ့မလဲမသိဘူးပြည်သက်တွေကတော့ ဘယ်ဆုံးကျင်တာသိကြတယ်သိကြဟုတ်ပါမယ်နော်တကယ်ကံမဲ့ United ကတော့ဘလို့ဖြစ်နေမလဲတော့မသိဒါကတော့ရှေ့မှာပြုတ်ခဲ့တဲ့အထက်မှာတော့ United ကောင်းသွားနိုင်တယ်ဆိုတဲ့အခြေအနေပါတယ်ဒါပေမဲ့တကယ်ကအရှိတရားကိုပြန်တွေးမယ်ဆိုလို့ရှိရင်တော့ Arsenal ဝေးကွယ်တင်းနေဆက်လေးနဲ့ကျွန်တော်ရဲစိတ်ကူးတွေရင်မနေပါနဲ့လို့ကျွန်တော်ပြောချင်တယ်တင်းနေဆက်လေးနဲ့ပေါ့နော်အဲ့တော့နှစ်သိန်းတော့လည်းနောက်ပြီးတော့ဥရောပပွဲတွေကန်တာပေါ့ပြီးတော့နောက်တစ်ကြော့လည်းချက်ချင်းကန်ရမှာဆိုတော့နည်းနည်းတော့ဟိုကတော့ရှိတယ်ပေါ့ရှိတာပေါ့နော်အဲ့တော့ကျွန်တော် ဟိုဘာရီစိတ်ကူးတွေရင်းနေရလဲကွာဟိုမှာအဆင့်နည်းနဲ့အဆင့်စလေးနဲ့ချီနေချင်းနဲ့အကွာကြီးအကြောင်းတရားချင်းလဲအကွာအကြီးပေါ့ခြေသွမ်းခြေသားချင်းလဲအကွာကြီးအလုံးအကွာကြီးပဲဆိုလို့တွေးမယ်ဆိုရင်လဲတွေးရတယ်အဲ့ဒီဘက်ကတွေးမယ်ဆိုရင်တော့အာဆင်နယ်ကအာဒီ United ဟိုဘုဒ္ဓဘုဖြစ်ဖြစ်အလွယ်တကူရှုံးနေတဲ့ ူနိုက်တက်ဟာဒီပွဲမျိုးရှုံးဖို့လည်းအဆင်သင့်ဖြစ်နေပြီဖြစ်နေတယ်ပေါ့နော်အဲ့ဘက်ကတွေးခဲ့ဆိုတော့ဒီနေရာလေးဖြတ်မကြည့်ပဲရှေ့ကိုနည်းနည်းလေးပြန်ရစ်ကြည့်လိုက်ရင်ကျွန်တော်တို့မန်ယူနိုက်တက်မယ်လို့ပြောထားတာလေးတွေးလိမ့်မယ်ပေါ့နော်ဒီနေရာစကြည့်မြည်ရပရိသတ်တွေဆိုရင်ဟိုဒါဒီဒီနေရာမှာလည်းနောက်တစ်ကြောင်းတော့ရှိသေးတယ်ပေါ့ဒါဆိုတော့ဟိုခုနကကိုစီစီပြောခဲ့ရပဲဟိုယူနိုက်တက်ကခြေစမ်းမမှန်ဘူးဆိုတော့ခြေစမ်းမှန်နေရင်တော့တခါလေးတန်းပြီးတော့ဒီဘက်မှာယူနိုက်တက်မနိုင်ဘူးလို့ပြောလိုက်ပြောလို့ရတယ်ခြေစမ်းမမှန်တဲ့ခါကျတော့အဲ့ နိုင်နိုင်ဆိုတော့ကြီးကြတယ်ဆိုတော့နိုင်နိုင်ရနိုင်လောက်တဲ့အကြောင်းတရားကလည်းအဲ့မမှန်တဲ့ခြေသွမ်းကြောင့်ပဲဖြစ်အကြောင်းတရားဖြစ်သွားနိုင်တယ်ပေါ့နော်ဟုတ်တော့ပေါ့မကောင်းမှန်တဲ့အရှိတ်ပွဲတွေမကောင်းဒါပေမဲ့ဒီဘွဲမှာမထပြီးတော့ကောင်းနေတယ်ခါထကောင်းအောင်အရန်နေစွတ်ကောင်းနေလဲကောင်းတာပြီးခဲ့တဲ့ຢာဒီအခုຢာဒီတွေမှာလည်းအဲ့လိုပဲအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေမှာ ဟိုအတင်းငယ်လေးနဲ့ဘယ်လိုပဲရှုံးခဲ့ရှုံးခဲ့အတင်းကြီးတွေနဲ့တွေ့တဲ့ပွဲစဉ်တွေမှာအာပိုပြီးကောင်းတော့ United ကလုံပြခဲ့တာလေးရှိတယ်ပေါ့နော်အဲ့တော့ဒီပွဲလေးအဲ့လိုဖြစ်သွားနိုင်တယ်အဲ့တော့စကားတွေကိုပြန်ချုပ်လို့ရှိရင် Man United နိုင်သွားနိုင်သွားနိုင်သလို Arsenal နဲ့နိုင်သွားနိုင်သွားခက်ရှိပြန်တယ်နော်ခက်ရရှိပါတယ်တကယ်ကြာရင်ကြာမှာနဲ့ဒါဆိုမလွတ်တော့ကျွန်တော်ကျွန်တော်တို့စီစဉ်ရအဲ့တော့ကျွန်တော်တို့ဘောလုံးရက်ွက်ဆိုတာဘောလုံးနဲ့ပျော်နေတဲ့လူတွေရဲ့ကဘာ ငယ်လေးတစ်ခုဖြစ်ပါတယ်အားလုံးလည်းဒီဘောလုံးကြောင်းလေးနားထောင်ရင်ခက်တာအပန်းပြေမယ်ကိုယ်တိုင်းလည်းစိတ်တည်ပြင်းမှန်းနေဘောလုံးကြောင်းလေးဘောလုံးဝါနာပိုင်မိတ်ဆွေနဲ့တငယ်ချင်းတွေနဲ့လက်ဖက်ဆိုင်မှာအာဘောလုံးကြောင်း ရှင်ထဲမှာရှိသလိုဆွေးနွေးလိုက်ပါညှင်းခုံလိုက်ပါဒါဆိုခဏစိတ်ပင်ပန်းနေရတယ်မောပန်းနေတယ်ခဏလျော့သွားမယ်လို့ကြံပေးနေပါတယ်အဲ့ဒါပို့ပြီးတော့ဟိုအချိန်လေးရခဲ့လို့ရှင်ဒီပစ္စည်းရောက်လာရင်ကျွန်တော် channel ကြီးကိုဖွင့်ပြီးဒါလေးကိုတစ်ချက်လောက်ကြည့်ကြည့်ပါတော့အချိန်တိုက်အချောင်းတိုက်ဆိုင်လေးနောက်ဆက်ကြည့်ပြီးတော့ဆက်အားပေးလို့ရပါတယ် YouTube မှာလည်းကြည့်လို့ရပါတယ် channel ကြီးမြန်မာ YouTube channel မှာစောင့်ကြည့်နိုင်ပါတယ်လို့ပြည်သက်တွေကိုမိတ်ဆက်ပေးလို့ပါအဲ့တော့ဒီစီစဉ်နေနှုတ်ဆက်ပါတယ်ဗျာဟုတ်ကဲ့ဟုတ်ကဲ့ပါကျေးဇူးပါ ချန်နယ်ကယူကြီးစုနေကြတဲ့ပြည်သက်များများကျွန်တော်တို့ဘုံလဲကွက်အစီအစဉ်ဒီနေ့တင်ဆက်မှုကိုနားကျင်ပါရယ်အပတ်စဉ်တိုင်းစနေတနေ့နေ့တွေညနေ9:40မှာချန်နယ်ကယူတန်လိုင်းကနေပြီးတော့ဒီစီစဉ်ကိုပုံမှန်ထုတ်လွှင့်ပေးနေပါရယ်ချန်နယ်ကီမြန်မာ YouTube မှာလည်းဒီစီစဉ်ကိုဆက်မှကြည့်ရှုနိုင်ပါရယ်လို့တရင်ကောင်းပိုင်းနဲ့အစီအစဉ်ကနေနှုတ်ဆက်ပါရယ်အားလုံးပဲရှင်လိုင်းချမ်းမြေကြပါစေခင်ဗျာ